နျူကလ িয়ার စစ်ပွဲတွေဖြစ်လာခဲ့ရင်လူတွေခိုအောင်လို့ရစီနိုင်အောင်တိဆောက်ထားတဲ့မြေအောက်မြို့ကြီး၄မြို့အားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာလောကလှုပ်ဝဆန်းကြပြီးပုံမှန်မဟုတ်တဲ့မြို့တွေအဆောက်အဦတွေအကြောင်းကိုလေ့လာကြည့်လိုက်ရအောင်ပါပျောက်ဆုံးနေတဲ့မြို့ကြီးတွေနဲ့တစ်ချိန်လုံးကလူနေထူထပ်စီကားခဲ့ပေမဲ့ဒီနေ့အချိန်မှာတော့လူတွေရဲ့ဆုံးပြခြင်းကိုခံထားရတဲ့မြို့ပြက်ကြီးတွေအကြောင်းဖြစ်ပါတယ် ကဲဒါဆိုရင်ခုပဲစလိုက်ရအောင်1969ခုနှစ်လောက်ကတရုတ်အာဏာပိုင်တွေဟာမေဂျင်းမြို့ရဲ့အောက်ဖက်ကီလိုမီတာရာနဲ့ချီတဲ့အနက်မှာအလွန်အင်မတန်ကျယ်ဝန်းကြီးမားတဲ့မြောက်မြို့ကြီးတစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်ဒီမြို့ကြီးရဲ့နာမည်ကတစ်စီယာချမ်းလို့ခေါ်ပါတယ်တကယ်လို့နျူကလ িয়ার တိုက်ခိုက်ခံမှုတွေဖြစ်လာတဲ့အချိန်မှာလူတွေပုန်းကိုစရာနေရာဖြစ်တဲ့ရည်ွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီမြို့ထဲမှာစာတင်ကျောင်းတွေရုပ်ရှင်ရုံတွေနဲ့ဆက်ရုံတွေအထိပါဝင်ပါတယ်၂000ပြည့်နှစ်မှာတော့တရုတ်အစိုးရကဒီမြို့ထဲကို ခီးသွားတွေဝင်ရောက်လေးလာနိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့ယခုချိန်မှာတော့ပြန်ပြီးပိတ်ပစ်လိုက်ပြီဖြစ်ပြီးမြို့ကရှုပ်ထွေးပွေလီတဲ့ဝင်ကဘာလန်းတွေအများပြားရှိတာကြောင့်အရွယ်စားကဘလောက်ထိကြီးမားလွန်းနေဆိုတာကိုအခုချိန်ထိဘယ်သူမှမခံမနိုင်ကြပါဘူး။ဒုတိယတစ်ခုအနေနဲ့ပြောပြပေးချင်တာကတော့တမိုင်းဝင်ပလာဇန်စင်တာအောက်ကမြေအောက်ခန်းကြီးအကြောင်းပါ။7300ရာသူလောက်ကလေးကပြုလုပ်ထားခဲ့တဲ့ဒီမြေအောက်ခန်းကြီးကရန်ကိုကြီးမားလွန်းပြီးအစာရည်စာနဲ့ဘီယာတွေတူလောင်မှုအတွက်အသုံးပြုခဲ့ကြပါတယ်။ စစ်တွင်းမှာတုန်းကမျိုးသားတွေအတွက်ပုံခုရနေရလဲဖြစ်စေခဲ့ပါတယ်။တုတ်ဝက်ခန်းတွေအများပြားရှိပြီးအချို့ခန်းတွေဆိုရင်2ကီလိုမီတာလောက်အထိတောင်ရှည်လျားပါတယ်။ရှေးအောင်လက်ရနဲ့တုံးဆောင်တွေအများကြီးကိုလည်းဒီထဲမှာတွေ့ရှိခဲ့ရတာကြောင့်ခုချိန်မှာတော့ပြတိုက်ဖြစ်နေထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်။အချို့နေရာတွေမှာမြေအောက်ရေတွင်းကြီးလည်းရှိနေပြီးအခုချိန်ထိတိုင်းလေးလာစူးစမ်းခြင်းမပြုလုပ်ရသေးတဲ့အခန်းကြီးတွေလည်းအများပြားရှိနေပါသေးတယ်။တတိယတစ်ခုကတော့မက္ကဆီကိုစီးတီးမှာရှိတဲ့ရည်ရွယ်ကြီးမားစွာတည်ဆောက်ဖို့စီစဉ်ခဲ့တဲ့မြေအောက်မိုးမျှော်တိုက်ကြီးဖြစ်ပါတယ်။ ရုံငန်းအဆောက်အုံဖြစ်ရည်ဝဲထားတဲ့ဒီအဆောက်အဦးဟာအထက်ပေါင်း65တဲ့အထိပါဝင်မှာဖြစ်ပြီးမြေအောက်ဈေးဝယ်စင်တာတွေနဲ့လူနေအိမ်ခန်းတွေလည်းအများအပြားပါဝင်မှာဖြစ်ပါတယ်။ရည်ဝဲချက်ကကောင်းမွန်မွေမဲ့လဲတိဆောက်ရေးလုပ်ငန်းတွေကိုရှုပ်ထွေးစွာပြုလုပ်ဆောင်ရွက်ရမှာဖြစ်လို့ယနေ့ခေတ်ကုန်စည်နှုန်းနဲ့လည်းတိဆောက်ဖို့အဆင်မပြေနိုင်တော့တာကြောင့်စီမံကိန်းတစ်ခုအဖြစ်နဲ့စာရွက်ထဲမှာသာကြန့်ရှိပါတော့တယ်။ UK ဝဲရှိုင်းရမှာလည်းမြေအောက်အထက်ပေါင်း16တဲ့ရှိတဲ့မြေအောက်မြို့ကြီးတစ်ခုကိုရှာဖွေတွေ့ရှိထားပါတယ်။နျူကလ িয়ার စစ်ပွဲဖြစ်လာခဲ့ရင်လူပေါင်း၄000လောက်အထိတက်တောင့်တက်တာနဲ့ လုံခြုံစွာနေထိုင်ခိုအောင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တိစောက်ထားခဲ့တာပဲဖြစ်ပါတယ်။မြို့ရင်းမှာဆိုရင်လူနေရပ်ကွက်တွေစေယုံစည်းကမ်းတွေပြင်တရက်စစ်ဒါအမင်းစေယုံကြီးပါတည်ရှိပါတယ်။နောက်ပြီးမြေအောက်ရထားလမ်းလည်းပါရှိပါတယ်။နောက်ပိုင်းမှာတော့ဒီမြေအောက်မြို့ကြီးကိုစွန့်ပစ်ထားပေမဲ့2004ခုနှစ်လောက်မှာတော့အာဏာပိုင်တွေကပြန်လည်ထိန်းသိမ်းထားရှိခဲ့ကြပါတယ်။ဒီမြို့ကြီးကခင်မီဆက်သွယ်ရေးပစ္စည်းတွေကိုပါထည့်သွင်းတိစောက်ထားတာကိုတွေ့ရှိရပြီးအတော်လေးကိုစနစ်တကျနဲ့စီမံတိစောက်ထားခဲ့တာကိုလေးစားဖွယ်တွေ့မြင်ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက် ားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ